။အရခတ်တော်ကနေမြရှင်လေးလှုပ်ဆောင်နေတဲ့မောင်တော်မြောက်ပိုင်းမှာအာစာတပ်ဖွဲ့ဝင်အလောင်းတချို့နဲ့လက်နက်ခရဲတချို့ကိုအရခတ်တော်ကတိုင်စီရမိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေနဲ့နှိဆက်သူတွေကပြောပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာမောင်တော်မြို့နယ်အတွင်းမှာရှိတဲ့အရခတ်တော်စခန်းတစ်ခုကိုအစ္စလာမစ်အစွန်းရောက်စစ်တွေးကြလက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့အာစာအဖွဲ့ကဝင်ရောက်တိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအရခတ်တော်ဟာမောင်တော်မြောက်ပိုင်းကနေမြေတချို့ကို မြန်မြန်ရှင်းလင်းရေးစတင်လောက်ဆောင်ခဲ့တာပါအဲ့ဒီနောက်အာရခတ်တော်နဲ့အစ္စလာမစ်အစွန်းရောက်စစ်တွေးကြလက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့အာစာအဖွဲ့တွေဟာနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့အာရခတ်တော်ကအာစာတပ်ဖွဲ့ဝင်အလောင်းတချို့နဲ့လက်နက်ခဲယမ်းတွေကိုတင်စီရမိခဲ့တာဖြစ်တယ်လို့အဲ့ဒီစစ်ရေးတရင်ရင်းမြစ်နဲ့နှိဆက်သူတွေကအတိပြုပြောလာတာလည်းဖြစ်ပါတယ်အစ္စလာမစ်အစွန်းရောက်စစ်တွေးကြလက်နက်ကင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အာစာအာဆိုလက်နက်ကင်အဖွဲ့ဝင်တွေဟာနေဆက်တရားစိတ်ဝင်ပြီးတော့ရခိုင်ပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်တာ အာရခတ်တပ်တော်ရဲ့လုံခြုံရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာဆလာတွေကိုဒီနောက်ပိုင်းမှာစတိုက်လှောက်ဆောင်လာနေတာရှိနေပါတယ်။တစ်ဖက်မှာလည်းအစ္စလာမစ်အစိုးရစစ်တွေးကြွလက်နက်ကင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အာဇာအာအက်ဆိုလက်နက်ကင်အဖွဲ့တွေအနေနဲ့ရခိုင်ဒေတာကိုဝေရောက်နိုင်ဖို့အတွက်ဘင်္ဂလားဒေ့နေချားဆောက်တပ်ဖွဲ့ BGB ကစစ်တင်တန်းပေးတာတွေနဲ့လက်နက်တပ်ဆင်ပေးတာတွေကိုလှောက်ဆောင်ပေးထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါပြင်အစ္စလာမစ်အစိုးရစစ်တွေးကြွလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့အာဇာအဖွဲ့ကလည်း ရခိုင်ကအာရခတ်တပ်တော်ကိုတိုက်ထုတ်နိုင်ဖို့အတွက်မွတ်စလင်တွေအနေနဲ့အကြမ်းဖက်အာဆာတပ်ဖွဲ့တွေကိုဝင်ရောက်ကြဖို့ကိုထိတ်ခေါ်ထားတာလည်းတွေ့ရပါရှင်။